ဝမ်ဂျီရဲ့ဟိုပါဗောအခြေခံသူစစ်စစ်ရေးတင်တယ်ဗောကျွန်တော်တို့ပထမအပတ်စဉ်တည်တော်ဟာကျတော့အခြေခံပဲအထူးမပါဘူးဗောကျွန်တော်တို့ဒီအပတ်စဉ်နေ့မှာကျွန်တော်တို့အခြေခံအထူးအထူးပါတာဗောသူစစ်စစ်ရေးတင်တယ်ဆိုပြီးဖွေလာတယ်ဗောလေနော်ဖွေလာတဲ့နေရာမှာကျွန်တော်တို့ဒီဝမ်ဂျီအက်ကနေပြီးတော့ဟိုကတောင်းဝယူပြီးတော့ဖွေလေတာဗောလေဟိုမဟာမိတ်တက်နေပါတယ်ပြီးတော့ ဟုတ်တက်ပါတယ်ပြီးတော့တင်နေတာ90ကျော်ပါတယ်တင်နေတာ6ရောက်နဲ့ဟိုပါဘောအဲတင်နေတာတင်နေရဆေးရ6ရောက်နဲ့ကျော်လို့ဖွဲ့တယ်ဗောဒီတင်နေဟုတ်တော့ကဟုတ်ကဲ့အခုထူးတင်နေပါတာကိုပြောခြင်းအထူးတင်နေကြတော့နည်းနည်းပူခြင်းရတယ်ဗျဒီအခြေခံထက် လက်ကြီးကန်ကပါဟို physical ပိုင်းလေးရောလောကကျော်လို့ပုံမှန်ကကျန်းတယ်ဗျာရိုးရိုးချိကန်စစ်တဲ့တန်းလို့မဟုတ်ရိုးရိုးချိကန်ကြတော့ဥမာဟိုအလွယ်ကူအောင်ပဲကျွန်တော်ဟိုရှင်းပြရအောင်ဥမာပုံမှန်ချိကန်ဆိုကျော်လို့တနေ့ဟိုဒိုက်တရလောက်ပဲထိုးရတယ်ဆိုရင်ဒီကောင်ကအနည်းဆုံး200လောက်ထိုးရတယ်ဗောဥမာထိုင်ထားတရဆိုရင်ထိုင်ထား200လောက်ဗောဒါဟိုအချိကဟိုအကူနားလက်တော့ရှင်းပြတာတခြားဟို physical ပိုင်းလေးပါတယ်ဗောလေနော် လိုပြောမလဲကျွန်တော်ဟိုစစ်သားကောင်ရဖို့လို့တော့ဗောလေရေဖို့ကောင်ဖြစ်ဟိုဘယ်လိုပြောမလဲဖြစ်စေချင်တယ်ဗျာဒီတင်တဲ့သားလေးကိုအရေးချင်းပြွားရရေဖို့လေဖြစ်စေချင်လို့ကျွန်တော်တို့ဒီတင်တဲ့ကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲလောက်လာတယ်ဗောလေစီစဉ်လာတယ်ဗောကျွန်တော်တို့ဒီလူကြီးတွေတာဝန်ခံတွေတာဝန်ပြီးတော့လောက်လာတယ်ဗောတင်တဲ့ကသူကအစစ်စစ်ခွဲထားတယ် 60ကျုံမှာကဟိုတင်နေအောင်မြင်တာရှိမှာမအောင်မြင်တာရှိတယ်ဗောအဲ့ဒီဟာကျော်လို့ခွဲရတယ်ဗောလေဟိုမှာတင်နေမလိုက်နိုင်တဲ့လူဆိုရင်ကျော်လို့ support square ကိုထည့်တယ်လောကမလောက်နိုင်ဆိုရင်ကျော်လို့စီးနာပေးတယ်အဲ့လိုပုံမျိုးအဓိကလိုင်းနိုင်တဲ့လူကိုခေါ်တော့ဗောတင်နေမှာကစစ်မှုတန်းရှောင်လဲပါတယ်ဒီစကားစကားအလင်းဝင်လာတဲ့ သူတွေလည်းပါတယ်ပေါ့အဲ့လိုပုံမျိုးဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ကတက်ရတော့တက်မှတ်တာတော့ဆက်ရှင်နေနဲ့ဒီ35ကြာပေါ့လေဒါမဲ့ကျွန်တော်တို့မှာဟို40ကျော်တယောက်တော့ပါလာတယ်40ကျော်တယောက်ကပါလဲဆိုဟိုသူကလည်းတက်ကြည့်နေပေါ့လေစူးစမ်းကြည့်နေပေါ့စူးစမ်းကြည့်နေလုံးနိုင်မလုံးနိုင်ပေါ့အဲ့လိုပုံမျိုး တန်းတားတို့သူစူးစမ်းပြီးလောက်မယ်ဆိုလို့ကျွန်တော်တို့ဒီစက်ကျော်တရားတော့ပါထားတာပေါ့ခုတင်းနကလာကျွန်တော်တို့3လပေါ့တတ်မှတ်တာလဲကျွန်တော်တို့ဒီဧပြီလမှာစရတယ်ပေါ့လေကျွန်တော်ဟိုဧပြီစရတယ်ပြီးတော့ကျွန်내တင်းနကစကျွန်တော်ဖွင့်တာပေါ့ဖွင့်တာကျွန်တော်ကျွန်တော်ပတ်တာတော့ဒီ ခုနလဘောင်တရရလဝင်ကျင်ဝော်လေအဲ့ခုနလဘောင်ကျင်မှာကျွန်တော်ဟိုဒီနေ့စင်ပွဲကိုလောက်အစီအစဉ်ထားတာပေါ့အခုဒါကျွန်တော်လီလာပါခွဲတော့ကျွန်တော်ဒီအခုဖြစ်စဉ်ကဘာလဲဆိုရင်ဟိုတင်းနေဆရာကျင်းတာလည်းပါတယ်ဗျာပြီးတော့ဟိုတင်းနေသားတွေကဘယ်လိုမှဟိုကိုကိုခရအားကြောက်လည်းပါတယ်ပြီးတော့ ကျော်လို့ရသည်ဥဒုကြောက်လည်းပါတယ်အဲ့လိုပုံမျိုးဘယ်လိုဖြစ်လဲဆိုကျော်လို့နောက်ပြီးကျော်လို့တင်တဲ့လောက်တဲ့နေရာကဟိုရွာတရွာရဲ့ဟိုအနောက်မှာလောက်ရတာဗျာရွာတရွာရဲ့အနောက်ဆိုတာဟိုချောင်းဆက်ချောင်းပေးပေါ့ဗျာချောင်းပေးဆိုတော့သူကရွာတရွာရဲ့ဟိုဆော့ပစ်ပစ်စီအကုန်ရောက်လဲနောက်ပြီးတော့ကျော်လို့အစ်ဒီဂျီကိုပဲတောက်ရတာဗျာအဲ့လိုပုံမျိုးအစ်ဒီဂျီကိုပဲတောင်းရတယ်အဲ့လိုပုံမျိုးသမီးချက်တာကြီးတောက်တာဆိုအဲ့လိုဟိုနောက်ပြီးတော်ဆိုတော့လေဗျာဟိုချန်နေရှိတယ်ချန်အဲ့လိုမျိုးချန်နေကသူက မြက်သက်စီဖျန်းတာလို့ပူသက်စီဖျန်းတာလို့ရှိတယ်လေအဲ့ဒီဟာလည်းကမိုးရွာရင်ဒီလိုစီးဆင်းလာတာရှိတယ်အဲ့လိုပုံမျိုးဒီဖြစ်စင်မှာပါလို့ဆိုကျွန်တော်တို့ဟိုတင်တဲ့ဆရာကျန်လို့တင်တဲ့ဆရာကိုကျွန်တော်တို့ကအပြစ်ပေးလိုက်တယ်ကျန်တာကျွန်တော်တို့အဲ့လောက်ထိဟိုမဖြစ်သေးဘူးတေကျန်တာတော့ကျွန်တော်တို့လိုက်နေတော့ဗောဗျာဟိုဖြစ်စင်ကိုတေချာလိုက်နေတော့တင်တဲ့ဆရာကဟိုဖြစ်လို့ရိုက်လို့ရိုက်တယ်ဟိုဒဏ်လည်းပါတယ်ဗောလေတလို့နည်းနည်းဒဏ်တော့များတယ်ဗောအဲ့လိုပုံမျိုးအဲ့ဒါလည်းပါတယ် တော့ဒါပြီးကျတို့ဆရာဝန်စီစီကျဲမှာတော့ဟိုတင်တန်းသားနှစ်ယောက်လုံးကဟိုဟာရှိနေတယ်တင်တန်းသားနှစ်ယောက်လုံးယောဂရှိတယ်ဗျာတယောက်ကငှက်ဖြာငှက်ဖြာဘူးအုံနောက်တယ်ဝင်တယ်တယောက်ကဘီဘူးရှိတယ်အဲ့လိုပုံမျိုးယောဂခံလည်းရှိတယ်ပေါ့တင်နေသားတသက်ဖြစ်လာအစဆိုကျော်လို့တင်နေဆရာကိုဗျာသူတော်တော်လေးစိတ်ဆိုးတယ်စိတ်ဆိုးပြီးတော့ကျော်လို့အေးအေးယူမှုတွေလောက်လာတာပေါ့နော်။ယာယီအေးအေးယူမှုတွေလောက်လာတယ်။ဟို အဲ့တော့ကျန်ရလားဆိုပြီးတော့ကျွန်တော်တို့ဟိုတာဝန်ခံတွေနဲ့တိုင်ရင်းတော့အေးအေးယူရတာပေါ့ပြီးတော့ပါလဲဆိုရင်တင်းတဲ့သာသက်သက်ဖြစ်လာဆိုတော့လေတင်းတဲ့သာသက်သက်မဟုတ်ဘူးဗျာအခုမတ်တီတွေပါဖြစ်တာအေးတင်းတဲ့နဲ့မှကျွန်တော်တို့မတ်တီရှိမှဟိုစီးပိုင်းပေါ့နော်စီးစီးတက်တာလည်းရှိတယ်လုံချုံကြီးတက်တာလည်းရှိတယ်အဲ့ဒီစီးတက်တာလေးလုံချုံကြီးတက်တာလေးပါအကုန်လုံးကဖြစ်နေတာဗျာဟိုသူ့အဲ့ရလို့သမင်းစားရင် ပြန်အန်လာလို့အမျိုးချောင်းဆိုးရေးသွေးပါလာလို့အဲ့လိုမျိုးဖြစ်တာကျွန်တော်ပထမတင်တဲ့သာတင်တဲ့သာတက်တက်ဖြစ်လို့ကျွန်တော်ကတင်တဲ့ဆရာကိုကျွန်တော်ကတော်တော်လေးဆူခဲ့တယ်ဟိုအပြစ်ပေးခဲ့တယ်ဗောလေနောက်တော့ဒီမက်တီလေးရောလုံကြုံရီလေးရောဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြန်လိုက်တယ်ဗောနော်ကျွန်တော်တို့ပြန်စီစီစီတဲ့ခါကျတော့အဲ့ဒီဟာလေးပါလာတယ်ပြီးအဟာရချွတ်တဲ့တာပါတယ်ဗျာကိုခံရမကောင်းတာပါတယ်ပြီးတော့ဟိုရာသီဥတု မူးတွင်းဆိုတော့ဗျာရာသီဥတုကြောက်ပါတယ်ပြီးပြီးပါပါလဲဆိုကျမ်းကျမ်းမကြီးကျမ်းမကြီးပါတယ်ပြီးတော့ကျွန်တော်ပြောလို့ခဏကဟိုပူသက်သေးလေးဟိုမြက်သက်သေးလေးဖျန်းတယ်ကျတော်ဟိုမူးမူးရွာတော့ချောင်းလေးစီးတယ်ဗောဗျာစီးတာကျွန်တော်ကတင်းနေသားလေးအားလုံးကအဲ့ဒီကြီးကိုတောက်ရတယ်အဲ့ဒီကြီးနဲ့ပဲဟိုချက်ပြုတ်စားတောက်ရတယ်ဆိုတော့ဒါလည်းတစ်ချက်ပါတယ်အဲ့ဒီပုံမျိုးဗော အဲ့ဒီမှာကျွန်တော်အဲ့ဒီဖြစ်စဉ်ပြီးတော့ညတုန်ကြီးပဲညညမှာဖြစ်တာ12နှစ်ကျော်လောက်မှာဖြစ်တာတင်းနေသားတယောက်တင်းနေသားနှစ်ယောက်မှာတယောက်ကဆေးရောက်ပို့လာတယ်ဗျာတယောက်ကဟိုအရေးပေါ်မဖြစ်သေးဘူးဆိုတော့မပို့နောက်နောက်ပြီးပါလဲဆိုဟိုမတိမတိကသူပေါ်လိုက်တာလဲပါတယ် तू ကဟိုကောင်းသွားမထင်ပြီးတော့ तू ကဟိုဘယ်လိုမဆေးရောက်ဟိုမလွှဲတာပေါ့ဗျာအဲ့လိုပုံမျိုးကောင်းသွားမထင်ဆေးရောက်မလွှဲတာလဲပါတယ်ပေါ့အဲ့လိုပုံမျိုး အဲ့မှာအရေးယူတာကဘယ်လိုလဲဆိုရင်ကျွန်တော်တို့အဲ့ဒီဖြစ်စ်ပြီးတော့အဲ့ဒီညတွင်ချင်းပေါ့လေညတွင်ချင်းဖြစ်တယ်ကျွန်တော်တို့အဲ့ဒီဟာလေးစီစဉ်ပြီးတော့မနေ့ဆိုကြီးကျွန်တော်တို့အဲတင်တန်းအောင်သွားတယ်သွားပြီးတော့ကျွန်တော်တို့တင်တန်းဆရာဟိုကျွန်တော်ကျွန်တော်တို့တာဝန်ခံတာဝန်ခံလေး၄ရောက်ပေါ့လေကျွန်တော်တို့ဟိုမေးတယ်ပေါ့လေမေးမြန်းတယ်ကြိုးကြောင်းမေးတယ်မေးပြီးတော့တင်တန်းသားတွေကိုမေးတယ်နောက်တော့ကျွန်တော်ကဟိုတင်တန်းသားတွေရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တောင်းလိုက်တင်တန်းသားလေးကိုကျွန်တော်ပိုးလေးလေး ော်လို့မေးတယ်ဗောလေပုတ်ပုတ်လင်းလင်းမေးတော့အဲတင်နေဆေးရတယောက်တယောက်ဗောလေတလို့ကဘယ်လိုပြောမလဲကျန်းနဲ့ဆိုတော့ကြောက်မှာဗျာကျန်းနဲ့ဆိုတာကလည်း तू က physical ပိုင်းအောင်ယူလာရတယ် तू ကကျန်းတယ်ဗျာကျန်းရတယ်ဗောအဲ့လိုပုံမျိုးစာတွေ့ပိုင်းမဟုတ်လေ physical ပိုင်းဆိုတော့ကျန်းရတယ်တင်နေသားတော်တော်များများကိုကျွန်တော်ထင်မြင်ချက်ရေးခိုင်းတယ်တလို့ထင်မြင်ချက်လေးလဲဘယ်လိုပြောမလဲ ကောင်းတာကောင်းတာများတယ်ဗျာဟိုဘယ်သူမှတော့အပြည့်မမြင်ကြပါဘူးတယောက်တယောက်တလေပဲပြည့်မြင်တယ်အဲ့မှာတယောက်တလေပြည့်မြင်တော့ကျွန်တော်ကအဲ့ဒါဆိုရင်ဟိုကျော်လုံးနေနဲ့ဘယ်လိုဆောင်ရွက်ပေးရမလဲမေးတော့ဟိုတင်းနေဆရာကိုအပြည့်ပေးဖို့လေအပြည့်ပေးဆိုတာဟာလိုမျိုးတို့ထောင်ချဖို့ပါဘူးအဲ့လောက်ထိတော့မဟုတ်ဘူးဗောလေတင်းနေဟိုတင်းနေမပြခိုင်းဘောလေအဲ့လိုပုံမျိုးပြောတော့ဗောတယောက်ပါပဲတယောက်ပြောတာလို့တယောက်ပါပဲအဲ့မှာကျွန်တော်ကအဲ့မှာကျွန်တော်တောင်းဝကလေးတိုင်ပြီးတော့တင်းနေသားကိုကျွန်တော်အဲတင်းနေဆရာကို ကျွန်တော်ထောင်ပို့လာတယ်ပေါ့အဲ့လိုပုံမျိုးထောင်ကျွန်တော်ထောင်ပို့လိုက်တယ်ပို့ပြီးတော့ကျွန်တော်ဒီတောင်ဝကံပေါ့လေပြူဟာ33တောင်ဝကံကိုကျွန်တော်လို့စောက်တယ်ဟိုပြူဟာမူးစောက်တော့ပေါ့စောက်ပြီးမှတူလာမှပဲကျွန်တော်ဟိုအမိတ်ချရတယ်ပေါ့လေပြည့်တယ်ဟုတ်ကဲ့ အောက်ကောက်ကရေဘော့ကြောပဲကျွန်တော်တို့ဖြစ်ဖြစ်ကြီးတော့ဗျာဟိုတင်နေသားလေတော့နည်းနည်းဟိုတချို့တလေတော့အဲ့လိုနည်းနည်းဟိုဆက်တဲ့ပိုင်းနည်းနည်းရော့ဝါတာလေးရှိတယ်ဗျာဖြစ်ဖြစ်ကြီးမှာတော့ဒါပြီးဖြစ်ပြီးကြော်လို့မှာကြော်လို့လေဟိုပြန်ပြီးတော့ဘယ်လိုပြောမလဲ အားပြန်ပေးရတယ်ဗောလေဒီဖြည့်ရတဲ့ဟာလေးတွက်လဲကြော်လို့သိကြဟိုဘယ်လိုပြောမလဲဟိုဆရာမလေးနဲ့တိုင်ပြီးတော့ကြော်လို့စီစီချက်ယူတယ်စီစီချက်ယူပြီးတော့တင်းတန်းတင်းတန်းသားတွေကြော်လို့ရှင်းပြတယ်ဗျာရှင်းပြတော့ဟိုတလူလည်းလက်ခံတယ်ပြီးရင်တလူတာဝန်ခံနေလဲကြော်လို့ရှင်းပြတယ်ကြော်လို့ရှင်းပြအစအစဆုံးကြော်လို့တာဝန်ပြန်ယူရတယ်ဗောဗျာ အဲ့ဒီဟာကကျွန်တော်တို့ဒီအဖွဲ့တာဝန်ခံတွေနဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့စီစီနားတာတွေတော့ရှိတယ်အဲ့ဒါကြတော့ဟိုဒီဟိုကျွန်တော်တို့ပြူတာတုံးတုံးပြူတာမျိုးပဲသူစီစီနားတယ်ပေါ့လေကျွန်တော်ကြတော့အသေးစိတ်အဲ့လောက်ထိမသိနေအခုဖြစ်စေရပါလဲဆိုအခုတင်နန်းသားကြဟိုမှာကြသွားတယ်ဆိုတာက ဟိုတင်တဲ့ဆရာကိုလည်းကျွန်တော်တို့ထိရောက်လည်းအပြစ်ပေးတာလည်းနောက်ပြီးတော့ဒီတင်တဲ့ဆရာကတင်တဲ့သားကိုတက်လိုက်တယ်ဆိုတာကြီးမဟုတ်ဘူးဘယ်လိုပြောမလဲဟိုမတော်တဆဗျာဟိုသန်တီချွေကဂျီနာကဖြစ်သွားတာရယ်ပြီးရင်ကျွန်တော်တို့အားလုံးဒီတင်တဲ့သားကြရတဲ့နှစ်ယောက်တော့ကျွန်တော်အားလုံးတာဝန်ယူတယ်တာဝန်ခံပြီးတော့ဟိုတလို့အဖွဲ့စည်းတာဝန်ခံနေတဲ့ကျွန်တော်တိုင်ပြီးတာဝန်ယူရပေးတယ်ပြီးတော့ဟိုပြည်သူတွေတချို့မြင်နေတာလောရှိတယ်တချို့ အားလေဗောလေမြင်နေတာတလို့ကကျွန်တော်တို့ကဟိုအပြစ်ပေးမှပေးပါမလားဆိုတဲ့ဟာမျိုးတွေရှိတယ်ဗောလေအပြစ်ကကျွန်တော်တို့တကယ်ပေးရတယ်ဗောနော်ဟိုအချိန်မရွေးဟိုစုံစမ်းလို့ရတယ်ဆိုတာလည်းရှိတယ်အမျိုးဗောအာမခံရတယ်ဗောလေဟိုရှင်းပြောရင်အဓိကပြောချင်တာကဗျာဟိုပြည်သူတွေနေနဲ့နားလေပေးဖို့ဘယ်တင်နေဆရာမတော့ရှင်းပြောကြော်လို့တော်လိုင်းသမားလေလေဗျာဟိုတိုက်ပြီနဲ့ဟိုပြည်သူတော့ကြော်လို့အသက်ပေးပြီးတော်လိုင်းလာလောက်တာလေဘယ်တင်နေဆရာကမှဟို တော်လိုင်းသမားကမှဒီလိုမျိုးသေပါစေဆိုတော့ရည်ရွယ်ချက်နဲ့တော့ဘယ်သူမှလောက်တာမဟုတ်ပါဘူးပေါ့အဲ့ဒါနားလဲပေးဖို့လေနောက်ပြီးဒီဟိုမင်းစမသူတင်လာတဲ့ဟာကရှင်းရှင်းပြောရင်တစ်ဖက်သက်ကြီးတင်လာတာဗျာဟိုဖြစ်စဉ်သူအကျိုးကြောင်းသိကြသိတာမဟုတ်ဘူးသူတခြားသူတို့ပြောတဲ့ဖြေမေးတဲ့လူတွေနဲ့ပဲသူသူသူလူကျင်တဲ့ပုံစံပဲသူတင်လာတဲ့ပုံမျိုးပဲအခုရှင်းရှင်းပြောဟို ဟိုရှင်းဘယ်လိုပြောမလဲပြူပါမှုပြောတာလဲ तू မေး तू ဖြေရတဲ့ဟာ तू အကုန်မထည့်ရဘူးဗျာ तू လိုချင်တဲ့ဟိုချက်လက်ပဲဘယ်လိုပြောမလဲဆွဲတင်လိုက်တဲ့ဟာတွေရောဗောလေအဲ့လိုပုံမျိုးကျွန်တော်တို့ကရှင်းပြောဟိုဝန်မခံဘူးလားမဟုတ်ဝန်ခံတယ်ဒီဖြစ်စဉ်တော့ဖြစ်သွားတဲ့တော့ဝန်ခံတယ်တောင်းဝန်လည်းယူတယ်တောင်းဝန်လည်းခံတယ်ဒါပေမဲ့ဒီလောက်ကြီးဆိုလို့မဟုတ်ဘူးဗောဗျာဟိုနောက်တော့ပါပါလဲဆိုရင် SON နဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲဟို တွေးဟိုတွေးခွဲထားတာလေဟိုရန်တိုက်လာတဲ့ပုံမျိုးလေးလည်းပါတယ်ဖွဲ့စည်းခြင်းအဲ့လိုပုံမျိုးပေါ့အင်းတင်လာတာဗောလေကျွန်တော်မြင်တာနောက်ပြီးတော့အဲ့ဒီဟိုဟာမှာမြစည်းမမတင်လာတာရှိတယ်ကျွန်တော်ကဘယ်လိုပြောမလဲဟိုကျွန်တော်တို့အေးရေဖို့ကြောက်ဗောလေတင်တဲ့ဆရာကြောက်ကို ကျွန်တော်ကထောင်ကလေပြန်ခေါ်ရတယ်ဆိုတဲ့ဟာလေရောဗောလေအဲ့ဒါလေရရှင်းပြောဟိုမဟုတ်မဟုတ်မဟုတ်ဘူးဗောအဲ့လိုမျိုးမဟုတ်တဲ့ကြောင် ဟုတ်ကဲ့ကျွန်တော်အခုကျွန်တော်တို့ဒီလိုထမ်းမဖြစ်ဘူးကျွန်တော်တို့ဟိုတာဝန်ခံတွေသင်တဲ့အကြောင်းအုပ်လေးကိုကျွန်တော်တို့ဟို လူကြီးပိုင်းလေးကိုကျွန်တော်တို့ပို့ပြီးဟိုကုတ်ကဲနိုင်မဲ့လူတွေကိုကျွန်တော်တို့သင်တဲ့ထဲမှာထည့်ထားတယ်ဒီလိုထမ်းမဖြစ်ဘူးလေကျွန်တော်တို့အဲ့လိုစီစဉ်ထားတယ်ပေါ့ဆရာတွေကမပြောဆရာတရားရပြီးကျွန်တော်တို့ဟိုတာဝန်ခံ300လောက်ကျွန်တော်တို့ထည့်ထည့်လိုက်တယ်ပေါ့လေ ကိုကေရီပိုင်းအတွက်ကျွန်တော်တို့ကဘလို့တော်ခံပြီးဆက်သွားလို့အခုဖြစ်တတ်ဟာကဟိုဖြစ်သွားပြီပေါ့နော်ဟိုအပြစ်ပေးအပြစ်ရှိတဲ့လူကလည်းကျွန်တော်တို့အပြစ်ပေးလိုက်ပြီပေါ့ဟောပြီးရင်ကျွန်တော်တို့ကဘာလဲဆိုတော့တွန်လိုင်းလောက်တဲ့တော့ဆိုက်တော့မကောင်းဘူးဗျတကယ်မကောင်းဘူးဘာလို့ဆိုရန်သူနဲ့တိုက်လို့ ကြသွားတာမဟုတ်တော့တကယ်စိတ်မကောင်းဘူးနောက်ပြီးတော့ဟိုတော်လိုင်းသမားတွေဟိုရှင်းပြောရေကျွန်တော်တို့ဒီဟာကိုစိတ်တက်ကြပြီးတော့ကျွန်တော်တို့ဟိုရှင်းပြောဟိုလူလူဟိုလေပြည်သူတွေဟိုဘယ်လိုပြောမလဲဟိုကက်ရက်တာမျိုးဘယ်လိုပြောမလဲအဆင်မပြေတာလေဖြစ်လာတာပေါ့အဆင်မပြေဖြစ်တာကိုကျွန်တော်တို့ကြည့်ပြီးတော့တော်လိုင်းကြီးတွက်ကျွန်တော်တို့တွက်လည်းနင်းနာတယ်ပြည်သူတွေတွက်လည်းနင်းနာတယ်ဒါမှမဟုတ်ကျွန်တော်တို့ကြတော့အဲ့လိုမျိုးဖြစ်လို့မရဘူးဘာလို့ဆိုရင် ဒီကြာသွားတဲ့ရေဘုတ်ရေဘုတ်နှစ်ယောက်တို့ကကျွန်တော်တို့မှာပို့ပြီးတာဝန်ရှိတယ်တလို့ကဒီဟိုဘယ်လိုမှအာနာရှင်ကိုဟိုရဘုတ်တို့ဟိုဘယ်လိုအာနာရှင်ကိုကျွန်တော်တို့ဆုံးသက်နိုင်ဟိုတို့ဟိုဆုံးသက်တို့တို့တို့ဟိုတင်တန်းလာတက်တယ်တုံလိုင်းလာလောက်တယ်ဗောအဲ့တော့တို့ဖြစ်ကျင်တဲ့ဆန္ဒကိုကျွန်တော်တို့ဖြစ်စီပေးဖို့လို့လို့တယ်ဗောအဲ့တော့ကျွန်တော်တို့ပါဆိုတို့တို့ပို့ပြီးတိုက်ရမယ်ပို့ပြီးတော့လောက်ပေးရမယ်ဒီတုံလိုင်းကြီးကိုအဲ့လိုမျိုးပဲတူဟိုဘယ်လိုမှကျွန်တော်တို့စဉ်းစားရတာဗောလေလောက်ပေးတော့က Thank oh. you.